အားလုံးပဲမင်္ဂလာပါခင်ဗျာဆရာအကသိုလ်ရဲ့ဥပဒေသလဲများအကသိုလ် official youtube channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ channel ကနေဒီကနေ့မှာတင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ဇလံကောင်းလေးကတော့ဆရာအကသိုလ်ကိုယ်တိုင် ရေးသားထားတဲ့ဆုံးဒီဥပဒေနဲ့အတော်ဆိုးတဲ့လူဆိုတဲ့အတွက်တစ်စာစဉ်31ကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ ဒီဇာတ်လမ်းလေးကိုတော့ကျွန်တော်လင်ကကြုံမှတင်ဆက်ပေးသွားမှာဖြစ်ပြီးတော့ဇာတ်လမ်းလေးကိုမတင်ဆက်ပေးခင်မှာလေကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe ပြုလုပ်ပေးထားကြဖို့အတွက်တောင်းဆိုလိုက်ပါသေးခင်ဗျာခံစားနားဆင်အားပေးကြပါဦးနော်ဟိုကြောက်တော့ရွာမှာဥပဒါတို့တော့အားလုံးကကြောက်ကြပါလေ။ဟိုကြောက်တယ်ဆိုတာလေသူ့ရဲ့ဆုံးကိုယ်ပညာတွေတဲ့သူစားနောက်မှာကိုပို့ပြီးတော့ကြောက်ကြတာပါ။ဟိုကြောက်အချိန်မှာပြောခဲ့သလိုပဲလေဥပဒါကြီးကစားတဲ့နောက်တဲ့နေရာမှာတော့တိတ်ပြီးတော့အစားနောက်တန်တာဗျ။ အဲသူပညာတွေနဲ့သူတို့ဘာအကျိုးရအောင်တော့မလုပ်ပြီမဲ့စတာနောက်ထာတော့တအားလုပ်တာဗျအဲဒီတစ်ခါမှာတော့ဥပဒေကြီးစာနောက်ခဲတဲ့အကြောင်းတွေကိုဖောက်တယ်ချအောင်မဲ့ဗျဥပဒေကြီးကိုရက်ွက်ထဲကလူကြီးသူမတွေကခတ်တန်းနေမဲ့နေတယ်ဆိုပေမဲ့ကာလာသားတွေကတော့သူ့ကိုခင်ကြတယ်ဗျဟို तू ကစားတဲ့နောက်တဲ့တလူမျက်လဲတွေလည်းပြတတ်သေးတော့ဦးဗျကာလာသားတွေစုမိပြီးဆိုရင်တော့ဥပဒေကြီးကိုမျက်လဲသွားပြခိုင်းတာများတယ်ဥပဒေကြီးကလည်း तू စိတ်ပါတဲ့အခါကျရင်တော့ကျုပ်တို့လှုပ်ပြတာပေါ့ဗျအဲတခါတော့ရွာမှာကိုကျက်နေရထန့်တက်ပါဟောဗျာ ကျုပ်တို့ရွာမှာအထိုင်းရေဆိုတာအမြဲမရဘူးဗျအမြဲရတဲ့ရမကတော့ဥတျုပ်ကြီးတို့ရဲ့ချက်ရက်ပဲကိုကျန်းနီကမိဘလက်ငုတ်လည်ရင်နဲ့ထန်းတော်တခုကိုပိုင်နေဆိုပေမဲ့ထန်းလုံးကိုလုံးမစားဘူးဗျလေချိန်တိုင်းလေဆိုက်ရာချိန်တိုင်းရာဆိုက်စားတာဒါပေမဲ့အခုချိန်လို့လေရောရအောင်နားတဲ့အချိန်ဆိုရင်တော့ထန်းတက်တာပေါ့ဗျာသူကထမ်းမေကိုပုံမှန်မတက်ပေမဲ့ထမ်းမေလူတို့အမြဲရှင်းလင်းထားလိမ့်ရှိတယ်အဲနောက်ပြီးတော့ကိုကျက်နီကချက်ရက်ကိုလုံးဝမတောက်ဘူးဗျာ ူတို့ခြံဝိုင်းထဲကထမ်းမင်ကိုကိုတိုင်တက်ပြီးတော့ထမ်းရင်ကိုခန်းတောက်တာအခုလိုရသည်ဆိုရင်တော့သူကလည်းပြင်းပြင်းနဲ့ထမ်းမင်တွေကိုတက်ပြီးတော့ထမ်းရင်ခန်းတယ်တစ်ဖက်တလဲအောင်စီးပွားဖြစ်အောင်လို့သူထမ်းတော်ထဲမှာထမ်းရင်တွေလေးကိုထိုးလိုက်တော့ကျုပ်တို့အတွက်ဟန်ကျသွားတာပေါ့ဗျာကိုကျွန်းညီတို့ထမ်းတော်ကတော်တော်အေးတယ်ဗျထမ်းမင်တွေရဲ့အုတ်ချိန်မှာလည်းအပင်လေးတွေကရှိနေတာဆိုတော့ကွင်းထဲကဖြတ်တိုက်လာတဲ့လေတွေနဲ့အေးနေတာပေါ့ဗျာပြီးတော့ထမ်းတဲ့ကြီးကိုလည်းထိုးထားပြီးတော့သူမိမကဘူးစည်းကြော်ဘရာကြော်ပဲကြော်ကြော်တယ် နောက်ပြီးတော့လက်ဖက်တော့ဂျင်းတော့ပဲလွန်နေဆိုတော့တနွေလုံးနီးပါးသူတို့ကစီးပွားဖြစ်တာပေါ့ဗျာကိုကျွမ်းနေထန်းနေဖွင့်ဥတုကြီးတို့ကရောင်းအားကြတာလက်တွေပဲဗျာကာလာသားတွေဆိုရင်ရက်ဆိုင်တဲ့ထတော်မှာထိုင်ပြီးတော့စကားတွေကိုပြောရင်းနဲ့အတဏီကုန်အချိန်ပြုံးနေကြတာပေါ့ဗျာကျုပ်ကလည်းကိုကျွမ်းနေတို့တဲကိုရောက်နေတာပေါ့အရေးအဝါသာကောင်းတဲ့အပင်ကြီးတပင်အောင်မှာထိုင်ပြီးတော့ဝိုင်းဖွဲ့နေကြတာမကြပါဘူးဥပ္ပဒါတယောက်ကလည်းပလင်းလေးတစ်လုံးဆွဲပြီးတော့တဲတဲကိုဝင်လာပါလေရောဗျာ ထန်းတဲ့တဲ့ဝင်လာတယ်ဆိုမှတော့ထိုင်းရင်တောက်ချင်လို့ဖြစ်မှာပေါ့ဗျ။ဟိုကျုပ်တို့ကလာသားဆယ်ရောက်လောက်ကလေဥပဒါကြီးကိုတွေးတော့လှန့်ခေါ်တယ်ဗျ။ဟာဥပဒါကြီးလာပါဦးဗျထိုင်းပါဦး။ဥပဒါကြီးကလေထကြောဖြာချမ်းကြီးပေါ်မှာသူစည်းလာတဲ့ဖနက်ကိုခင်းပြီးတော့ထိုင်လိုက်တယ်ဗျ။ဟိုဘယ်ဦးလှဲ့လာတာလဲဗျ။ဟိုကွာမင်းတို့ကလေထန်းနေလာပါတယ်ဆိုမှထိုင်းရင်လာဝယ်တာပေါ့ဟာ။အော်ဗျာဥပဒါကြီးကလေထိုင်းရင်ဆိုတာဟောဒီလိုထထောမှတော့ရတာအရသာအရှိဆုံးဗျ။ ိမ်မှာတော့ရင်ဘယ်လိုလုပ်ပြီးတော့ကောင်းပါမလဲဗျဖီးကျဲတာပေါ့အမေတို့ကောင်းနေရတော့ကွာငါထိုင်းရင်လာဝယ်တယ်ဆိုတာငါတော့ဖို့မဟုတ်ဘူးကွာငါအိမ်ကနွားတွေကိုတိုက်ဖို့ကွာအော်အော်ဗျာဥပဒေကြီးကလည်းကြမ်းကြမ်းဖမ်းမယ်ဟိုနာလာကီရီစင်ကိုအရက်တိုက်တယ်ပဲကြားဥပါတယ်ဗျာဥပဒေအလှည့်ကြမှာထိုင်းရင်တိုက်ရတယ်လို့အေးမင်းတို့ကောင်းနေမှတ်ထားကွာအခုလုံနေကောင်းကောင်းအိမ်မှာနွားတွေကရှောက်သွားရင်လည်းခွာဘူးရှာဘူးဖြစ်တယ်ကွာအဲ့လိုဖြစ်ရင်ထိုင်းရင်လည်းရှောက်ပုတ်ပြီးတိုက်ပေးရတယ်ကွာအဲထဖို့ရရင်တော့အကောင်းဆုံးပေါ့ကွာ ဟိုဒါဖြင့်ကျုပ်တို့ကထိုင်းရင်ဝဲပေးမယ်ဗျ။ဟိုကျုပ်တို့ပြင်းနေလို့မျက်လေလေးပါလိပြသန်းပါဗျ။ကျုပ်ကလည်းဥပဒါကြီးရဲ့လက်ထက်ကပလင်းကိုယူပြီးတော့ကိုကျန်းနီမိန်းမကိုပေးလိုက်တာပေါ့။ကိုကျန်းနီမိန်းမကလည်းဆေးသုံးမယ်ဆိုလို့ထိုင်းရင်ကောင်းကောင်းတန်းတန်းကိုထည့်ပေးတာပေါ့ဗျ။ဥပဒါကြီးကတော့ကာလာသားတွေကိုမျက်လည်ပြခြင်းမို့မရဘူးဗျ။ဒါနဲ့ပဲခြံဝိုင်းထဲမှာစူညံနေတာပေါ့ဗျာ။ဒီတော့ပလက်ကလက်ထိုင်တလုံးနဲ့ထေယိုဇင်ခံတောက်နေတဲ့ထရောပိုင်ရှင်ကိုကျဲနီကမတ်တက်ထားရလာပြီးတော့ဟေးကောင်လေ ထိုင်းရင်တောင်းရင်လေအေးစေးတောက်ကြတဲ့ကွာအင်္ဂါချောင်ဝိုင်းထဲမှာရှောက်ရှက်ချက်တွေလာမလို့နဲ့ဟျောင်းအဲ့လိုပြောပြီးတော့ဥပဒါကြီးကိုဘူးကြည့်ကြည့်ပါလေရောဗျကိုကျန်နီကဥပဒါကိုကြည့်မရတဲ့သူတရားရောဗျဥပဒါကြီးကကိုကျန်နီကိုတော့ဘာမှပြန်မပြောပါဘူးကာလာသားတွေဘက်ကိုလှည့်ပြီးတော့ထိုင်းရင်ဆိုတာကြွက်ကြော်တို့ဘာရုံးနေမှာလိုက်တာကွာဟိုမင်းတို့ကပဲကြည့်လွန်နေတော့တော့ဘာရလာရှိမှာလဲဩဥပဒါလေဗျဒီချိန်ကြွက်မှာမရှိတာဗျ ဥပဒါကြီးကလည်းပြုံးပြီးတော့သူ့ရှေ့မှာချထားတဲ့ပဲကြီးလော်ပကံတဲကပဲကြီးလော်လက်တဆုပ်ကိုယူလိုက်တယ်ဗျ။နောက်ပြီးတော့ကာလာသားတွေကိုပြုံးကြည့်ပြီးတော့အေးကွာမင်းတို့စားချင်းလိုက်ဖယ်ကြမ်းတယ်။အဲ့လိုပြောပြီးတော့ထန်းတဲကြီးတဲကိုပဲကြီးလော်တွေကိုပြစ်ကျဲလိုက်တယ်ဗျ။ပဲကြီးလော်တွေကလည်းမြေကြီးနဲ့ထိတာနဲ့ဝါဖီဖီမြေကြကြီးတွေဖြစ်သွားတော့တာပဲ။လက်တဆုပ်နီးပါဆိုတော့အစီ30လောက်တော့ရှိတာပေါ့ဗျ။ဒါနဲ့ပဲထထဲကြီးတဲမှာကြွက်ကြီးအကောင်30လောက်ကဖြစ်သွားပြီးတော့ တဲတကူလုံးကိုလှည့်ပဲနေတာမို့လို့ထေတောင်းနေတဲ့လူတွေကလည်းအော့အော်တောင်းနေနေဖြစ်သွားကြတာပေါ့ဗျာကိုကျွန်းနေရဲ့မိမဆိုရင်လည်းကြောက်လုံးလို့တဲတဲရနေကိုထွက်ပြေးတော့တာဥပဒါကြီးကလည်းကျုပ်လက်ထေးရထေပလင်းကိုလှမ်းယူပြီးတော့အခုမှပဲနာမည်နဲ့လိုက်သွားတော့တယ်ကျွန်းနေရဲ့ထန်းတော်ထဲမှာကြွက်တွေကပေါ်မှာပေါ်ပေးကွာကလာသားတွေကလည်းကြွက်ကြော်စားကြည့်သေးဆိုပြီးတော့အဲ့ဒီကြွက်တွေကိုဒုန်းနဲ့လဲရကြတာပေါ့ဗျာ တကယ်လဲရဲ့မီရောကျွတ်တရနေဘဲလော်သေးဒီပြန်ဖြစ်ကုန်နေဗျကိုကျွတ်နေဆိုရင်လဲမျက်လုံးကြီးကိုပြုတ်လို့ဗျအဲ့ဒီကလေးကကျုပ်တို့ကလာသားတွေကဥပဒါကြီးကိုတော်တော်ဆိုးတဲ့လူဆိုပြီးတော့ခေါ်ကြတော့တာပဲကျုပ်ကိုဝမ်းခွဲတယောက်ကရွာမှာရှိတယ်ဗျသူ့နာမည်ကငါပြော့လို့ခေါ်တယ်ဟိုနာမည်ရင်တော့မဟုတ်ဘူးပေါ့ဗျလူပုံကအရေးရှိရှိလဲလျှောက်ရင်လဲနွေးနောင်နောင်နဲ့မဟုတ်လို့ငါပြော့လို့ခေါ်ကြတာပေါ့အဲအကိုငါပြောကကျုပ်ကိုတော့တိတ်ချထားဗျဒါပေမဲ့ဥပဒါကြီးကိုတော့လုံးဝကြည့်မရဘူးဗျဟိုကြည့်မရတာကလည်းဒီလိုဗျ အကုန်ငါပြောကကာလာသားဖြစ်တော့ဆရာတော်တမားနဲ့လိုက်သွားပြီးတော့မြို့ကိုတက်သွားတယ်။ပြီးတော့အထက်လန်းကိုင်းတကိုင်းဝင်ပြီးတော့သုံးနှစ်လောက်ကြာမှပြန်လာတာပေါ့ဗျာ။လူကလည်းနည်းနည်းမြောက်ကြမြောက်ကြဖြစ်နေပြီ။သူတို့ကိုင်းရဲ့သုံးစင်ပြီးတဲ့ဆိုလားပဲဗျာ။ဒီကုလုံးမှလည်းအင်းနေပောက်ထားတာဆိုတာစေးနီစေးနဲ့တွေနဲ့အယောင်ဆုံးတော့ဗျ။ဒါနဲ့ပဲရွာရောက်တော့ဥပဒါကြီးကိုခလုတ်တိုက်တာပေါ့ဗျာ။အဲ့ဒါနဲ့တရက်တော်စေးကြုံလုံးကိုကင်ပြီးတော့ဥပဒါရဲ့အိမ်ရှိကိုသွားစင်ခေါ်တယ်ဗျ။ဟေးဆောင်ကြီးခမောင်းကိုပြင်ကြပေးဖို့ကြောက်ရွံ့လာခဲ့ပြီဗျ။ခမောင်းထွက်လာကြတဲ့ အကုံငါပြောင်းအောင်ပြောဆိုအောင်ဟင်းနေတော့ရွာသားတွေကလည်းပွဲတော်ပွဲဖြစ်ပြီးဆိုပြီးတော့ချက်ချင်းအုံချလာတာပေါ့ဗျာဥပဒါလည်းအကုံငါပြောင်းကိုလက်ညှိုးထိုးပြီးတော့ပြန်ပြောတယ်ဗျာဟေးကောင်ငါပြောင်းမင်းငါ့ကိုပညာပြမနေနဲ့ကွာမင်းပစိုးကိုအရင်ခိုင်အောင်ဝဲအောင်ဥပဒါကြီးပြောလိုက်တာနဲ့အကုံငါပြောင်းဝဲထားတဲ့ရောပစိုးကဖြုတ်ကနေခွင်းလုံးကြော့ကြသွားတာဗျာအောက်ကလည်းဘာမှခံမထားတော့တရားလုံးကလည်းမြင်ကုန်တာပေါ့အကုံငါပြောင်းကလည်းရှက်ရှက်နဲ့ပစိုးကိုပြန်ဝဲတယ်ဗျဝဲပြီးတော့ခဏပါပဲ တရားဥက္ကပစိုးအောက်ကနေဆွဲချုပ်တဲ့လူမျိုးဖြုံးငနဲ့ခွင်းလုံးကျော့သွားပြန်အောင်အဲ့ဒါနဲ့အကုံငါပြောရလဲမှတ်သွားပြီလေပစိုးကိုပြန်ဆွဲပြီးတော့လက်ကမလွေရတော့မင်းနဲ့အိမ်ုံပြန်ပြေးပါရောဗျာရွာလူတွေဆိုရင်လည်းအကုံငါပြောကိုကြည့်ပြီးတော့ရေလိုက်ကြတာဗျာအကုံငါပြောကလည်းရောမမနေရတော့တာနဲ့နေရင်းချင်းပဲမျိုးကိုတက်သွားသဖြင့်ဟိုဘယ်နေရဲမလဲဗျာတရားလုံးမှာသူเจ้าနေရပြန်ကုန်ပြီမဟုတ်လားဒါကြောင့်ဥပဒါကြီးကိုကြည့်မရတာဗျာအဲသူကလည်းခိုင်းမြညာတွေကိုဆက်မတင်တော့ဘူးဆိုပဲဒီလိုနဲ့အကုံငါပြောကမိမရရသွားတယ်ဗျာ သူမိမနာမည်ကမတ်ဆွေတဲ့ဟိုအဖေရဲ့အတူမတော်တဲ့သူပေါ့အဲ့လိုနဲ့မိမရပြီးတော့၃နှစ်လောက်ကြာတော့မိမနဲ့စကားများကြတယ်အကုန်ငပြောင်းကဖျားတရားတွေတားလို့တော့တရားပေါက်နေပြီဗျဒါနဲ့ပဲအဖေရှင်မှာပဲလေမြိုင်းကွာရှင်းဖို့လုပ်ကြတယ်အဖေကတော့မလုပ်မိပါဘူးကဲမင်းတို့အချင်းချင်းပြန်တိုင်ပင်ကြပါဦးကွာကလေးတွေကလည်းရှိသေးတာဆိုတော့စဉ်းစားကြအောင်ပေါ့ကွာအကုန်ငပြောင်းကအဖေကတူတူမဘက်ကမဟုတ်ကွာမပေးဘူးလို့ထင်တာပေါ့ ။ဒါနဲ့ပဲရွာဦးကျောင်းကိုသွားပြီးတော့လော်ကီလူပောင်ကိုစိတ်ကုန်လို့ဖုန်းကြီးအပြီးဝေးပေးပါဆိုပြီးတော့ရှောက်တင်တာပေါ့ဗျာ။ရွာဦးကျောင်းဆရာတော်ကလည်းဒီလောက်ရှိလာတာဆိုပြီးတော့နေရင်းချင်းပဲဖုန်းကြီးဝေးပေးလိုက်ပါရော။အကုန်ငါပြောရလေဖုန်းကြီးဝေးနဲ့ရွာတွေကိုစွန့်ကန်ကြွတာပေါ့ဗျာ။အဲမက်မရရအကုန်ငါပြောဖုန်းကြီးဖြစ်ပြီးတော့၃-၄ရက်လောက်ကြာတဲ့အချိန်ပေါ့။အဖြစ်ရှင်တော့ဥပဒါကြီးကလည်းကျုပ်တို့အိမ်ကိုရောက်နေတာဗျ။သူနွားတွေကိုရောင်းမလို့ဝယ်သူတွေနဲ့ကျုပ်တို့အိမ်မှာအယောင်းဝယ်လာလို့ထားပေါ့ဗျာ။ အဲ့ဒီတော့ကရောင်းဝယ်ကြီးကြီးမားမားဆိုရင်သကြီးရှင်မှာလုတ်ပြီးတော့သကြီးကတက်တဲ့ခံပေးရတော့ဗျ။ဟိုဒါပေမဲ့အမေကမရှိပါဘူး။အမေကလည်းဘယ်ရောက်နေမှမသိဘူး။ကျုပ်ကတော့ဆုံးလောင်းဖို့မှာခဲ့တယ်။အကုန်ငါပြောလေဥပဒင်းဝင်းနဲ့အိမ်ကိုကြွလာပြီးတော့ဆုံးလာရက်တယ်။အိမ်ရှိကခုံမှာထိုင်နေတော့ဥပဒတိုင်းနဲ့မျက်စောင်းတို့ဖြစ်သွားတာပေါ့။ကျုပ်ကလည်းဆုံးနေခုခတ်လောင်းထည့်ပေးလိုက်တယ်။အကုန်ငါပြောကျုပ်ကိုကြည့်ပြီးတော့ဟိုဥလေးလည်းမတွေ့ပါလား။ဖေးသွားတာလေအဲ့လေကောင် အကုန်ငါပြောအဖုံးဝေးတာမကြသေးတော့စကားပြောတာအဆုံးမပြေသေးဘူး။ကျုပ်ကလည်းပြန်ဖြေမလို့လုံးနေတော့မှဥပဒါကြီးကထပြောတယ်ဗျ။ဘယ်ရှိမလဲကွ။မင်းကိုရိုက်ဖို့လိုက်ရှာနေတာ။ခုနကပဲမင်းကိုဟောဖို့အသက်သားတော့နဲ့ရိုက်တယ်မယ်လို့ပြောပြီးတော့ထွက်သွားတာပဲ။အကုန်ငါပြောကလည်းဒုက္ခတစ်ချက်ကြည့်ပြီးတော့ခက်မြန်မြန်ထထွက်သွားတာပဲဗျ။ကျုပ်တော်မှဥမချလိုက်ရအောင်။ဒုက္ခတော့ကျုပ်တို့အရေးကြောင်းဆိုရင်သုံးလို့ရအောင်လှုပ်ထားတဲ့ဒုက္ခံပါ။ရှားသားအနေသားနဲ့လှုပ်ထားပြီးတော့နွားကျင်ငယ်ရင်နဲ့စိန်ပြီးတော့နေလန်းထားတာဗျ။ အကိုငါပြောရလေတကယ်ကြောက်သွားတာဖြစ်မယ်ဗျအဲသူမိမအဖေတူမလေသူမိမဘာဒီလာတိုင်ထားတာလေဆိုတော့တွေးပြီးတော့ကြောက်နေတာဖြစ်မယ်ဗျမကြပါဘူးဗျအဖေကလည်းသချင်းလေးတင်းကြီးကြီးနဲ့အိမ်ထဲကိုဝင်လာပါရောဟာဥပဒိုင်းရောက်နေပြီလားဗျဦးဒါနဲ့ဝယ်လက်တွေကမရောက်သေးဘူးလားဗျဥပဒါတော့ဘာမှမပြောဘူးကျုပ်ကလည်းသူ့ဘေးမှာထိုင်နေလိုက်တာပေါ့အဖေကကျုပ်ကိုကြည့်ပြီးတော့သပွဲပေါ်ကနေဆုံးလောင်းထားပြီးသားပကံလေးကိုကြည့်တယ် ဒါနဲ့မင်းအကုန်ကပြောတာဆုံးခံကြွပြီးသွားပြီလားကျုပ်ကလည်းခေါင်းညိတ်ပြလိုက်တယ်အဲဒီကမှဥပဒါလည်းဘာထပြောတယ်ထင်တယ်လေဗျငါပြောတာဆုံးခံကြွပြီးပြီဟိုဆုံးခံကြွရင်လည်းဟောဟွာထောင်ထားတဲ့ဒုတ်ကြီးကိုတွေ့ပြီးတော့ဘာစိတ်ကူးပေါက်တယ်မသိပါဘူးကွာအဲ့ဒီဒုတ်ကြီးကိုသူ့ကိုလှူပါလို့အလှူခံတယ်ကွမင်းရဲ့သားကလည်းအဖေလှုပ်ထားတဲ့ဒုတ်မို့လို့မလှူလိုက်ဘူးတယ်ကွာအဖေကလည်းတစ်ချက်စဉ်းစားသွားတယ်ဗျဟိုငါပြောတော့ဒုတ်ကိုဘာလုံးမှလဲဗျ ဟိုဒါမဲ့ရဟူးเจ้าဆရာတော်ကစေပညာတွေတဲ့ဒက်စိန်တွေနှက်ဆက်တယ်ဆိုတော့ဒီတို့ကြီးကိုတခုခုလှုပ်ဖို့အလှူခံခိုင်းတာဖြစ်ရမယ်။ဟိုဒုတ်ကြီးကရှားသာဆိုတော့နေတဲ့နန်တဲ့တခုခုလှုပ်ဖို့နေမယ်ဗျ။အဖေကလည်းအဲ့လိုတွေးတာဗျ။အဲဒါကနောက်မှပြန်ပြောပြလို့သိရတာပေါ့ဗျာ။ဥပဒါတကားလေးဆုံးရောအဖေကငေါက်ခနဲထထိုင်လိုက်ပြီးတော့အဲ့ဒီဒုတ်ကြီးကိုကောက်ယူလိုက်တယ်။ဟိုအလက်ကမင်းအကုန်ငါပြောသွားတာကြားပြီလားကွာ။ဟိုမကြသေးဘူးအဖေရယ်ခုနကလေးနေထွက်သွားတာ။ ။ဘာနဲ့အဖေကလည်းဒုံကြီးကိုကင်ပြီးတော့ channel ကနေပြည့်ထွက်သွားတာပေါ့။ဥပဒါကြီးကတော့ကြိတ်ပြီးတော့တခွိခွိနဲ့လုံနေတော့တာဗျာ။ကျုပ်ကလည်း channel ကနေအမြန်ပြည့်ထွက်ခဲ့တာပေါ့ဗျာ။အဖေကလည်းအကုန်ငပြော့နောက်ကိုပြည့်လိုက်သွားပြီးတော့ရက်ရက်တော်မူအောင်ဖျားအဲ့လိုអော်ပြီးတော့အပြေးလိုက်လာတာမြင်တော့အကုံငပြောကလည်းသူ့ကိုရိုက်ဖို့လိုက်လာတယ်ထင်ပြီးတော့တပိတ်ပိုက်ပြီးတော့တန်းနေအောင်ပြေးရပဲဗျာအကုံငပြောကအရှိရပြေးအဖေကအနောက်ကနေဒုံကြီးနဲ့လိုက်ဆိုတော့ရွာလယ်လမ်းမှာဖုန်တွေကိုတော်တော်ထထသွားတာပဲဗျာ ကျုပ်လည်းပြေးလို့မောတာတစ်မျိုးရဲအားလို့မောတာတစ်မျိုးနဲ့မောလိုက်တာဗျာအဖေကအဲ့ဒီကြောင်းတွေကိုပြန်ပြောတိုင်းဥပဒတိုင်းကြီးကိုပြောတယ်ဗျဒီလူအတော်ဆိုးတယ်လူကွာအဲ့လိုအမဲပြောတတ်နေဗျလိန်မော်ဒီစားကြအောင်မလားဗျို့ဆောင်းနေလောက်ကိုရောက်ရင်တော့ရှမ်းနေရရွာဝလာတတ်ပြီဗျသူတို့ကဆိုင်တိုင်းကြီးနေနဲ့ရွာစဉ်လှည့်ပြီးတော့လိန်မော်ဒီတို့နေကြသေးတို့ရောင်းတာပေါ့ဗျကျုပ်တို့ကလည်းလိန်မော်ဒီဆိုတာမြိုင်သာတက်မှာစားရမှာလို့ဝယ်စားကြတာပေါ့ ။အတရက်တော့ရှမ်းနှယောက်ကဆိုင်းနေကြီးနဲ့လိန်မော်သီးရောက်မှုထမ်းလာတာတဲ့ဗျာ။ရွာထိပ်ကသစ်ပင်ရေးကိုရောက်တော့ဆိုင်းနေကြီးကိုချပြီးတော့ညှင်းညူကြတဲ့။လိန်မော်သီးတွေထမ်းရတာလေလေးလိုက်တာကွာ။သူတို့အဲ့လိုညှင်းညူနေတာကိုအနားမှာရှိတဲ့ဥပဒါကြီးကကြားသွားပြီးတော့သူတို့နောက်ရောက်လာတဲ့တဲ့ဗျာ။ကဲမင်းတို့ငါ့ကိုလိန်မော်သီးတစ်လုံးကျွေးရင်မင်းတို့လင်းနေတာတွေကိုပော့တောင်းလို့ပြင်မယ်။ရှမ်းကြီးတွေကလည်းဒီလူကြီးကအယူအဆလားဆိုပြီးတော့ပြောစောအော်လွှတ်လိုက်တာပေါ့ဗျာ ဥပဒါကြီးကလည်းရင်မောပြီးတော့လိမ္မော်သီးတောင်းကိုလက်နဲ့ပုတ်သွားတယ်ဆိုပဲဗျ။ဒါနဲ့ပဲရွာထဲကိုဝင်ဖို့ဆိုင်းတန်းတွေကိုထမ်းလိုက်တော့လိမ္မော်သီးတောင်းတွေကပေါ့နေတယ်ဆိုပဲ။ဟိုပေါ့သွားတာမှတောင်းအလုပ်ကိုထမ်းရတယ်လို့ပေါ့သွားတာ။ရှမ်းတွေကလည်းလိမ္မော်သီးတောင်းကိုဖွင့်ကြည့်တော့လေလိမ္မော်သီးတွေကအပြေပဲတယ်ဗျ။ဒါနဲ့ပဲတွေ့အောင်လိမ္မော်သီးရောင်းတာပေါ့။ကျုံမေကလည်းလိမ္မော်သီးဖျားကြအောင်ဆိုပြီးတော့ဝယ်တာပေါ့ဗျ။ရှမ်းတယောက်ကလည်းတောင်းနေချပြီးတော့အမေကလိမ္မော်သီးဆယ်လုံးလောက်ကိုဝယ်လိုက်တာပေါ့အဖေကဘေးကနေကြည့်နေတယ်ဟိုငေါ့တလုံးပေးတဲ့ကွာ အချိန်လေးစားကြင်တာနဲ့အတော်ပဲအဖေကလှမ်းယူပြီးတော့လိမ္မော်သီးကိုခွာလိုက်တော့အခွန်လေးပဲပါပြီးတော့အထဲမှာဘာသားမှမပါဘဲနဲ့လေယာဉ်နဲ့ကြီးဖြစ်နေတဲ့ဗျာရှမ်းနေရလဲမျက်နှာပြတ်သွားတာနဲ့နောက်တလုံးကိုထပ်ပေးလိုက်တာပေါ့နောက်တလုံးကိုခွာကြည့်တော့လဲဒီပိုင်းပဲဗျာအမယုံလို့နောက်50လုံးလောက်ခွာကြည့်တော့လဲအားလုံးအထဲမှာဘာမှမရှိဘူးတဲ့ရှမ်းနေရလဲတော်ထိတ်ထိတ်ပြပြဖြစ်နေကြပြီ အဖေကလည်းသိတယ်ဗျဟိုမင်းတို့ကောင်တွေတခုခုတော့ကြုံခဲ့ရမယ်ကွာဘာတွေထူးတာကြုံခဲ့တယ် ီတော့မှရှမ်းနေရလဲစဉ်းစားပြီးတော့ဟောအဲဟာဟုတ်ပြီဗျဟိုရွာထိုင်းမှာအဖိုးကြီးတယောက်နဲ့တွေ့တယ်အဲ့ဒီအဖိုးကြီးကကျုပ်တို့တည်ရမှာလင်းပို့အောင်လုပ်ပေးမယ်ဆိုပြီးတော့ပြောတယ်ဗျဟိုကျုပ်တို့ကလည်းအယူကြီးလားမသိဘူးဆိုပြီးတော့ဆဲ့လို့လိုက်တာဗျငါသိပြီငါသိပြီကဲလက်ကောင်ကြီးဥပဒါကြီးကိုတွားခေါ်စမ်းကွာဥပဒါရောက်လာတော့ရှမ်းနေရလဲဒီလူကြီးပဲဆိုပြီးတော့ပြောကြတယ်ဗျအဖေကလည်းဥပဒါကြီးကိုမေးတာပေါ့ဗျဥပဒါကြီး ဒီကောင်လေးတွေကကောင်းရောင်းကောင်းဝယ်လှုပ်ရှားနေတဲ့ကောင်လေးတွေပါဗျာသူတို့စီးပွားကိုမဖြတ်ပါနဲ့ဗျအေးပါကွာဒီကောင်တွေကငါ့ကိုဆဲကြတော့ငါလည်းသူတို့ဒုက္ခဖြစ်ပါသေးဆိုရတဲ့သူတို့ကြည်သားအောင်မယ်ဆိုပြီးတော့လှုပ်လိုက်မိတာပဲဥပဒါကြီးကလည်းလိန်မော်သီးတောင်းတွေကိုပြန်ပုတ်ပြီးတော့အိမ်ထဲကနေထွက်သွားတယ်အဒီတော့မှနောက်ထပ်လိန်မော်သီးတွေကိုခွာကြည့်တော့အထဲမှာအသီးဘတ်တွေကိုပြန်တွေ့ရတော့တယ်နဲ့ဗျအဲဒါတွေမကသေးပါဘူးဗျကျုပ်တို့ရောမှာကာလာသားတယောက်ကမိမယူတော့မှာပေါ့ဥပဒါကြီးကိုလည်းမင်္ဂလာဆောင်ဖိတ်တာပေါ့ဗျာ ဥပဒါကြီးကဘာပြောတယ်မှလဲဟေးဟောမင်းယူမဲ့မိမကိုဝေမာကွာအကဝေမာလူရဲ့အသေးတွေကိုစအိုကနေဖွင့်စားတယ်ကိုဝေမာကွာအာဟုတ်ပါမလားဥပဒါရဲ့မင်းကွာငါအကုန်တည်ပြီးသားပါဟာအမင်းမြောင်ဒီခါလာပြညရောင်းရင်မင်းမိမအောင်မင်းတေချာတတိထားနေနော် तू ကမင်းဝိုင်းတဲ့ကလီတာတွေကိုစားကျင်နေတာကြာပြီကွာအဲ့ဒါမင်းစအိုကနေထထားပြီးတော့ကြီးလိမ့်မယ်ကလာသားတော့ဥပဒါပြောတော့သိမယုံဘူးပေါ့ဗျာ ဒီလိုနဲ့လားပြေကိုရောက်ပါလေရောအဲ့ဒီကာလာသားကလည်းအိတ်နေနဲ့သကောင်လောက်ကြာတော့တင်းနိုးသွားတယ်ဗျအဲ့ဒီခါမှာသူမိမဘာလို့နေတယ်လဲဆိုတော့သူ့ဖင်ကိုသေချာဆိုင်ကြည့်နေတာတဲ့ဗျဒီတော့မှကာလာသားကလည်းဥပဒါပြောတာဟုတ်ပါမလားဆိုပြီးတော့လန့်သွားတာပေါ့ဗျဒါနဲ့ပဲအိတ်ချင်အောင်ဆောင်ပြီးတော့ဘာဆက်လို့မလဲဆိုပြီးတော့ဆက်ဆောင်ကြည့်နေတာပေါ့အဲ့ဒီခါမှာသူမိမသူပစိုးအောက်ကနေအသာလေးလှန်နေတဲ့ဗျသူကလည်းကြောက်လို့ချွေးသေးတွေကပြန်နေပြီနောက်တော့ပစိုးဟုံးနေဆိုပြီးတော့ဆွဲလှန်လိုက်တော့အဲ့ဒီကာလာသားကလည်းဘာပြောကောင်းမလဲဗျာ အော်ဟစ်ပြီးတော့ထွက်ပြေးတော့တာပေါ့ရွာလူတွေကလည်းမနေဖမ်းယူရတယ်။သူမိမအိုကြီးကွာမဲ့လုံနေတာတကယ်ကဲပဲဗျ။သူမိမအိုအကြောင်းဆောင်ပြီးတော့မှအားလုံးကပေါ်တာဗျ။ဟိုဥပဒါကြီးကပြောတယ်။ဟိုနေ့ယောက်ျားတမန်ခွေတဲ့။နေမယုံရင်လာပြညကြရင်သူပစိုးကိုလှန်ပြီးတော့သူ့ဖင်ကိုလှန်ကြည့်။အဲ့ဒါဖင်ရမင်းကြောင့်ရုံးမှာခွေမီထွက်နေတဲ့တဲ့ဆိုလို့ကျမလှန်ကြည့်မိတာပေါ့။အဲ့ဒီတော့မှရွာလူတွေကလည်းရေအားခန့်ငိုအားခန့်ဖြစ်ပုံတာပေါ့ဗျာ။ တယောက်ကတမန်ခွေဟိုမိုးဖင်လန်ကြည့်အနောက်တယောက်ကလည်းစအိုဖွင့်စားတဲ့ကဝေစလိုကြောက်ပြီးတော့ထွက်ပြေးနေဖြစ်ကုန်တာပေါ့ဗျာသူတို့လင်မယားကလည်းရေအားခန့်ငိုရားခန့်နဲ့ပြန်ပေါင်းကြပါတယ်အခုတော့ကလေးတော်ယောက်ရနေပြီနောက်တစ်ခါကြုံတာကတော့အဖေတို့ကြုံတာပြုအဖြစ်ပုံကဒီလိုဗျရွာထဲမှာအလှူလို့တော့အဖေတို့ကလည်းမန်တက်ထဲမှာထမင်းစားကြတာပေါ့ဗျာအဲ့ဒီကမှရွာဦးကျောင်းဆရာတော်ကလည်းရှိတယ်ဥပဒါကြီးကလည်းအဖေတို့နဲ့အတူတူထမင်းစားနေတာပေါ့ဒီချိန်မှာဆေးဆရာဦးမကြီးတို့ရဲ့ဇလန်းကလည်းစပြီပေါ့ဗျာဟိုဘာသာကြီး မင်းအသက်ကလည်းကြီးနေပါ යි ကွာမင်းရဲ့မကောင်းတဲ့ပညာရဲ့တွေကိုစုံပြီးတော့ဖျားရည်တရားရည်ကိုခိုးပါတော့လားဟာတဝိုင်းထဲထိုင်နေတဲ့လူတွေကလည်းအခွင့်သိမ့်ပြီဆိုပြီးတော့ဝိုင်းနေတာပေါ့ဗျာဟုတ်တာပေါ့ဥပဒါရဲ့အခုပညာတွေကသင်ငရဲကြပြီးတော့အဝီသိဂျိုးကမဲ့ပညာတွေမဟုတ်လားဗျဖျားတရားလုပ်ပြီးတော့အမြင်မှန်ရသိမ့်ပါပြီဒီကမှာရောဦးကျောင်းဆရာတော်ကလည်းအနားမှာကလထိုင်တစ်လုံးနဲ့ထိုင်နေတာပေါ့ဗျာမင်းတို့နဲ့ကွာဟောဒီဟင်းွက်တွေကကြက်ကောင်းကြီးသာထထွင်တွန်လိုက်မယ် ဘာသာငါเจ้าခြေချမှာမဟုတ်ဘူးကွာသူတို့အားလုံးကပြောပြီးတော့ရင်မောနေကြတာပေါ့ဗျာဥပဒါကြီးကတော့ဘာမှမပြောပါဘူးထမင်းကိုပဲစားနေတယ်အဲ့ဒီအချိန်မှာပဲစက်သားဟင်းခွက်တွေကဂျန်ကောင်းကြီးကထပြီးတော့တွန်လာတယ်ဗျာအော်အီအီအိုးဆိုပြီးတော့ထပြီးတော့တွန်ပါရောမျက်လုံးကြီးကလည်းပွင့်နေပြီးတော့အမောင်ကြီးကလည်းထောင်လို့ဗျအားလုံးကလည်းလမ်းဖြဲသွားတာပေါ့ဗျာဒီတော့မှအဖေကလည်းတောင်းပန်ရတယ်ဟိုဥပဒါကြီးဥပဒါကြီးကိုကျုပ်ကျုပ်တောင်းပန်ပါတယ်ဗျာ ဟိုအလူပွဲမှာမဟုတ်လို့မဟုတ်တာတွေကိုမလုပ်ပါနဲ့ဗျအလူရှင်ကိုလည်းအားနာပါအောင်ဥပဒါကြီးကလည်းခေါင်းညိတ်ပြီးတော့ထမင်းစားပြီးတော့လက်ဆေးပြီးတော့ထသွားတဲ့အထိအဲ့ဒီကြက်ကောင်းကြီးကဟင်းွက်ထဲကနေဟိုလှဲ့ကြည့်ဒီလှဲ့ကြည့်နဲ့လုံနေသေးတာနဲ့ဗျတခါတော့ကလည်းရွာဦးเจ้าမှာတရားစခန်းဖွင့်နေဆိုပဲရွာလူတွေတော်တော်များများတော့တရားစခန်းသွားဝင်ကြတာပေါ့ဟောပြောတဲ့ဆရာတော်ကလည်းတိတ်နာမည်ကြီးတာဆိုပဲတရားပြတဲ့တရက်တော့အာသုဘကမ္မဋ္ဌာန်းရှုဖို့ဆိုပြီးတော့ဆရာတော်ကလူရိုးစုကြီးကိုယူလာတာတဲ့ဗျ လူရိုးစီယူကိုဒုံးနဲ့ထောက်ပြီးတော့ချိန်ထားတာပေါ့ဗျာဆရာတော်ကလည်းတရားဟောရင်းနဲ့အာသုဘရှုခိုင်းတာပေါ့ဒါနဲ့ဆရာတော်ကမျက်လောင်လေးချပြီးတော့တရားပြနေရင်းနဲ့ဝန်တိုင်းဝန်တိုင်းနဲ့စူညံနေဖြစ်ကြတယ်ဆိုပဲဆရာတော်ကမျက်လုံးဖွင့်ကြည့်တော့သူ့ရှေ့မှာတရားနာနေတဲ့ဒကာတွေဒကာမတွေကတယောက်မှမရှိကြတော့ဘူးတဲ့ဆရာတော်ကလည်းထူးဆန်းပြီးတော့သူ့ဘေးနားကိုကြည့်တော့မှသူ့ချိန်ထားတဲ့ရိုးစီယူကကနေတာတဲ့ဗျာဘဇက်ကလည်းလှုပ်လို့တယ်ဗျလူတယောက်လူပဲတဲ့ဆရာတော်ကလည်းဘာပြောကောင်းမလဲဟေး တရားဟောပလင်မောင်းနေလွှောင်းကနေခုံချပြီးတော့ပြေးတော့တာပဲတဲ့ဗျအဲ့ဒီဆရာတော်ကကျုပ်တို့ရောနောက်တစ်ခေါက်ထပ်မလာတော့ပါဘူးဗျအဲ့ဒီတော့ကလည်းအယိုးစုကပဲတရေချောက်တယ်လို့ဘာလို့နဲ့နောက်မှဥပဒါကြီးကသူလုပ်ပါတယ်ဆိုပြီးတော့ဝန်ခံတယ်တဲ့ဗျဟုတ်ပါတယ်ဗျကျုပ်လုပ်တာပါဟိုကျုပ်ကလည်းအယိုးစုကိုကြည့်ပြီးတော့သူတို့ကိုစားနှောင်းမယ်ဆိုပြီးတော့စိတ်ထဲမှာမထိန်နိုင်တာနဲ့လှုပ်လိုက်မိတာပါသကြီးရဲ့ဟိုကျုပ်တောင်းပန်ပါတယ်ဗျာအဖေကတော့သူ့ရဲ့လက်သုံးစကားအတိုင်းအတော်ဆိုးတဲ့လူဆိုပြီးတော့ရေရွလိုက်ပြန်တဲ့ အဲ့ဒီတခါတော့မှတ်မှတ်ရပါကျုပ်တို့ရဲ့ဘာကြီးတယောက်ကဆုံးပါရောဗျကျုပ်တို့ကလည်းနာရေးရုံသွားပြီးတော့စောင့်ပေးရတာပေါ့စောင့်တဲ့လူတွေမပြင်းအောင်လို့ဖဲဝိုင်းကိုလည်းခင်းထားပေးတယ်ဖဲဝိုင်းရဲ့အရှိတ်မှာတော့အရဝိုင်းပေါ့ဗျာအဲ့ဒီအရဝိုင်းရဲ့အပြင်ဘက်မှာတော့အလောင်းစင်နဲ့မသားကြီးကို တင်ထားတာပေါ့ကျုပ်ကလည်းဖဲရရင်နဲ့ရှုံးသွားတော့အရဝိုင်းကိုကူးခဲ့ရတာပေါ့ဗျာအဲ့ဒီမှာကာလာသားတွေရောလူမိုက်တွေရောစုပြီးတော့အရဲတောင်ကြီးနဲ့စကားတွေပြောနေကြတာဗျဟိုသူတို့ပြောနေကြတာတွေကလည်းအသေးအကြောင်းလေးကြီးပဲ ိုလူကတော့တရဲနဲ့ဟိုလူနှစ်ပန်းလုံးခဲ့တာဟိုလူကတော့တရဲကိုဘလို့ပြန်ပြီးတော့မောင်းထုတ်ခဲ့တာတွေပြောပြီးတော့ပဇက်ရတာခံနေကြတာပေါ့အနောက်ပြီးတော့တရဲမကြောက်တဲ့အကြောင်းတွေကိုပြောနေကြတာပေါ့ဗျာဥပဒါကြီးကလည်းကိုပြစ်တော်နာမှာထိုင်ပြီးတော့သူတို့ကိုပြောစည်းစည်းနဲ့ကြည်နေတာပေါ့မကြပါဘူးဖဲဝိုင်းရလူတွေကအော်ဟစ်ပြီးတော့ထပြေးကြတယ်ကျုပ်တို့ကသေချာကြည့်လိုက်တော့သေသွားတယ်မသားကြီးကဖဲဝိုင်းမေးနှမ်းမှာငှို့တို့ကြီးထိုင်နေတာလေဗျာကျုပ်တို့ဝိုင်းရလူတွေကလည်းကြောင်ပြီးတော့ကြည်နေကြတာပေါ့အဲ့ဒီကမှမသားကြီးကလည်းဝုန်းစုံအိမ်ပေါ်ကနေကျုပ်တို့စီကိုခုံချလာတာဗျာ ။ဘာပြောကောင်းလဲဗျာကျုပ်တို့ကလာသားတစ်တိုက်ကလည်းမူမူနဲ့ပြေးကြတာပေါ့။ခုနကတဲနဲ့နဘန်းလုံးခဲ့တဲ့သူတို့တဲနဲ့ချားခဲ့တဲ့သူတို့ကတယောက်မှမမကြံပါဘူးဗျာ။အကြံနေတာတော့ဥပဒါကြီးပဲဗျ။ဥပဒါကြီးကလည်းတဟားဟားနဲ့ယင်နေလိုက်တာဗျာ။အနောက်မှာတည်ရတာအဲ့ဒီမသားကြီးကတကယ်မသားကြီးမဟုတ်ဘူးတဲ့ဗျ။ကျုပ်တို့မြင်မအောင်လို့ဥပဒါတက်တက်လို့ခြောက်ထားတယ်ဗျာ။ဟိုတဲမကြောက်တဲ့သူတွေကလည်းနှာနဲ့ယွာတဲ့လူနဲ့ဖျားသွားတဲ့လူနဲ့စုံလို့ဗျ။ဒါကြောင့်ယွာလူကြီးတွေကဥပဒါကြီးကိုမြင်ကြောက်ကြတယ် ဥပဒေတိုင်းနဲ့တွင်ဘာဖြစ်မလဲဆိုပြီးတော့ကြောက်ကြတာ ው နောက်ဆုံးပြောချင်တာကတော့ဗျာလောရှိဆိုတဲ့လူဗျာဟိုလောရှိကိုခမားတို့တိပြီးလောက်မှာပေါ့ပေမေရှိနေတဲ့လူပေါ့ဗျာအသူကရွာထဲကမုံဆုံးမဒေါ်ကြီးရဲ့သမီးငယ်မညိုထွေးကိုကြိုက်နေတာဗျာသမီးကြီးကတော့မထေတဲ့သူကတော့အပြိုကြီးပေါ့အသက်ကလည်း35ကျော်ပြီပေါ့ဗျာအငယ်မညိုထွေးနဲ့အကြီးမမထေနေကတမေတဲ့မွေးထားတာလို့မေးယူရတော့ရုပ်ရည်ကကွာနေဗျာဒါပေမဲ့ဒေါ်ကြီးကသူ့သမီးနဲ့လောရှိကိုသဘောမတူဘူးတဲ့ဗျာ ဒီတော့လေခိုးဖို့ပဲရှိတော့တာပေါ့ဟိုဒီလိုမျိုးအခြေအနေကြတော့ကျုပ်တို့ကလသားတွေကလည်းကိုညီပေးရတယ်လေသူများအကျိုးဆောင်ကိုကျုပ်အောင်ဆိုပြီးတော့ပေါ့ဗျာဒါနဲ့ပဲကျုပ်တို့ကလသားတွေ ਨੇ ထန်းတော်ထဲမှာလောရှည်အားတိုင်ပင်ပါရော ဖြစ်ချင်တော့ဥပဒါကြီးကလည်းကျုပ်တို့နဲ့အတူတူရှိနေတာဗျမုတ်ဆိုးမတော်ကြီးကညစိုးစောစောအိတ်တွေကွာဟိုသူ့အမအပြိုကြီးကလည်းစာအုပ်ဖတ်ပြီးရင်အိတ်ရောတဲ့အညာတော်ကောင်တော့ကြတော့ညိုထွေးကဆင်းလာလိမ့်မယ်ငါသူ့ကိုခေါ်ပြီးတော့သူတို့အိမ်တော်ဖေးကကွင်းထဲကိုဖြတ်ပေးမယ်ကွာ ။ဟိုမင်းတို့ကလှဲနဲ့ရွာထိန်သားမှာစောင့်နေကြ။အင်းငါတို့ကတမ်းမြင့်ရွာကိုညာဘက်ကိုသွားမယ်။တမ်းမြင့်ရောက်ရင်တော့ငါကြိုတင်ပြင်ဆင်ထားတဲ့အိမ်မှာတညာအိမ်မယ်ကွာ။နောက်နေ့မနေ့စောစောကားနဲ့မြို့ကိုတက်ပြီးတော့ငါတို့အောက်ပြည်ဘက်ကိုဆင်းမယ်ကွာ။သူ့အကြံနဲ့သူတော့ဟုတ်သားဗျ။ဒါနဲ့ကျုံတဲ့လောရှိနေရလေညာဘက်ကြီးမုံဆိုးမဒေါ်ကြီးတို့အိမ်တော့မှာသွားဆောင်ကြပါလိရောဗျ။သူမကြီးကမိခွန်မဟုတ်ပြီးပကြခင်မှာလှေကားနေလောရှိရီးသားညိုထွေးရဆင်းလာတယ်ဗျ။အိမ်သာဘက်ကိုလျှောက်သွားတာနဲ့ကျုပ်တို့ကလည်းခြုံထဲကနေထွက်ပြီးတော့ညိုထွေးရဲ့လက်ကိုပြည့်ဆွဲတာပေါ့ဗျာ ညိုထွေးကလည်းကျုပ်တို့ကိုကြည့်ပြီးတော့အံ့ဩနေတာလောရှိကလည်းညိုထွေးရဲ့လက်ကိုဆွဲပြီးတော့ကွင်းထဲကိုဖျက်ပြေးကြပါလေရောနောက်တော့လဲဘုတ်ကိုတင်ပြီးတော့ထွက်ပြေးတာပေါ့ညိုထွေးကလည်းညင်းလိုက်တော့အကြောက်ခံပဲဗျာဟိုနေတော့မလုပ်တာလေနေနေတော့မလုပ်ကြတာလေကိုကိုမင်းကိုတိတ်ချက်နေပြီကွာဟိုဒါကြောင့်လေကိုတို့နှီးဖို့အတွက်ကြံမိကြံကြံရတာပါဒီလိုနဲ့ညိုထွေးတို့ကိုကျုပ်တို့ကလည်းတမ်းမြောက်ကိုပို့ခဲ့ပြီးတော့ရွာကိုပြန်လာခဲ့တာပေါ့ဗျာမနဲ့ရောက်တော့ထင်းတဲ့တိုင်းပဲ တို့တို့အိမ်ကိုမုံဆိုးမတော်ကြီးကပေါက်ချလာပါရောဗျာတကြီးကျုပ်ကျုပ်သမီးကိုသူများခိုးတော်လို့လုပ်ပါအောင်ရှင်ကျုပ်ကလည်းကြိတ်ပြီးဝမ်းသာနေတာပေါ့ခြံတကားဖွင့်ပေးလိုက်တော့မှကျုပ်ကလည်းတော်တော်ကောင်းတမန်ကြည့်သွားတာဗျဒေါ်ကြီးရဲ့ဘေးနားမှာတွေ့လိုက်ရတော့ညိုထွေးဟူဗျအဲ့ဒီအဲ့ဒီတခိုးကောင်တကြီးနဲ့တိုင်ပြီးတော့ဖမ်းခိုင်းမယ်တကြီးအေးအေးယူပေးပါအမေရေပြီးတာတွေကလည်းပြီးနေပါပြီစိတ်ကိုလျှော့ပါအမေရေ ျုပ်ကလည်းကိုယ့်မျက်လုံးတော့ကိုကမယုံနိုင်ဘူးဗျာညာကျုပ်တို့တွေးခဲ့တာညိုထွေးမှညိုထွေးအစ်စ်ကိုဗျအခုကြတော့ညိုထွေးကဒီကိုပြန်ရောက်နေပြန်ပါရောဒါနိုင်ပဲကာလာသားတွေနဲ့တိုင်ပင်ပြီးတော့တမ်းမြေရောကိုလိုက်သွားကြတာပေါ့ဗျာဟိုရောက်တော့လောရှီယာသူတို့စီစဉ်ထားတဲ့အိမ်ရှိမှခွေးမှိုင်မှိုင်နေတယ်ဗျငါတို့ခိုးခဲ့တာညိုထွေးမှညိုထွေးအစ်စ်ပါကွာဟိုအခုမနဲ့လင်းတော့ဘလို့လုပ်ပြီးတော့မထေကြီးဖြစ်နေတာလည်းမသိဟာဟေးကောင်ဒါဆိုဟိုမင်းတို့လွန်လွန်ကျွကျွတွေဖြစ်ခဲ့ပြီးပြီလား လို့ရှိရလဲခေါင်းကြိတ်တယ်ဗျဒါနဲ့ပဲလို့ရှိတယောက်ကလည်းညမညိုထွေးကိုမရဘဲနဲ့သူ့ရဲ့ဆယ်နှစ်လောက်အသက်ကြီးတဲ့မထင်းနဲ့ညားသွားပါလိရောဗျမင်္ဂလာဆောင်တဲ့နေ့ကိုရောက်မှဥပဒါကျုပ်ကိုတိုးတိုးကပ်ပြောတာဗျဒီကောင်နှမောက်ကိုကြံပြီးတော့အမောက်ရသွားတာကွာဟိုဥပဒါကြီးလှုပ်လိုက်တာမဟုတ်လားကြုံမေးတော့ဥပဒါကြီးကလည်းပြုံးပြတယ်ဗျငါလဲစားလိုက်တာပါကွာဟိုဒီကောင်လေးလုံလုံကျူးကျူးဖြစ်ကုန်ကြတော့ဒီကောင်ကံမဟုတ်ကွာ ကျုပ်ကလည်းအဲ့ဒီအကြောင်းလေးကိုမျိုးသိထားလိုက်တာပေါ့ဗျာအလို့ရှိတာဥပဒါကြီးလုပ်တယ်ဆိုတော့ဦးသိသွားရင်တော့ဥပဒါကြီးကိုအသေးသက်မှာဗျလို့စီအဖြစ်ကိုတည်ပြီးတော့ရွာမှာစကားတစ်ခုတောင်တွင်နေပါသေးတယ်ဗျအပြိုကြီးဆိုပြီးတော့လဲအားမငယ်နဲ့ဟိမှားခိုးတဲ့လူရှိရင်လဲအိုရသေးရဲ့တဲ့ဗျကဲဒီနေ့တော့နားပြီဆရာကြီးလို့ရှိရလဲအခုတော့မထင်းနဲ့ရတဲ့သမီးနှောင်းနဲ့ရွာမှာအခုထိရှိနေတုံးပဲဗျကျွန်တော်ချန်နယ်ကနေအခုတင်ဆက်ပေးသွားတဲ့ဇလံအောင်လေးကတော့ဆရာကတော့ကိုယ်တိုင်ရေးသားထားတဲ့ ။စုံဒီဥပဒါနဲ့အတော်ဆိုးတဲ့လူဆိုတဲ့ဇလန်ကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါရဲ့ခင်ဗျာ။နောက်မြောင်မလေးဒီတဲ့စိတ်ဝင်စားစရာကောင်းတဲ့ဇလန်ကောင်းမျိုးကိုတင်ဆက်ပေးသောမှာမို့စောင့်မျှော်အပင်းနားဆင်ကြပါအောင်ခင်ဗျာ။နားဆင်အပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီကိုလည်းကျေးဇူးအထူးပဲတင်ရှိပါရယ်ခင်ဗျာ။ပရိသတ်များအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပြီးတော့ဆန္ဒနဲ့ဘဝထက်တူကြနိုင်ကြပါစေခင်ဗျာ။